အော်တိုဘာလာ73ရင်းနေယုံကြည်သောအဖြစ်ဖုံးအသေးနှင့်ဆက်ဆိုင်သော ပြောရမမိနိုင်သောရှင်လန်းခြင်းစိတ်နှင့်ဝမ်းမြောက်ကြသည်ဖြစ်၍ရှင်ပေတရုဩဟာရစာပထမစာဆောင်အခန်းကြီး1ခန်းငယ်ရှင်။တခင်ယေရှုတည်သောဝမ်းနေခြင်းနှင့်စိတ်သက်ကြခြင်းကိုကုစားပေးနိုင်ပါသည်။ယနေ့ခေတ်ကာလသည်ကမောက်ကမမျောလင့်ချက်များမပြည့်စုံသောအေးမက်များစိတ်ရှုပ်ထွေးစရာလူရင်ဆန္ဒများနှင့်ပြည့်နှက်လျက်ရှိပါသည်။ GK Chesterton ကနေရာတိုင်းမှာအရှင်အောင်နဲ့စူးစူးညံ့ညံ့လှုပ်ရှားနေကြတာစိတ်ရှုပ်စရာဖြစ်နေပါတယ်။အဲဒါကြောင့် net shine နဲ့ပျော်ရွှင်မှုနဲ့နှလုံးသားငြိမ်သက်ခြင်းပျောက်ဆုံးတဲ့ကာလဖြစ်ပါတယ်ဟုဆိုလေ။တခင်ယေရှုကိုတည်ကြံခြင်းအဖြစ်အကောင်းမြင်တတ်ခြင်းနဲ့ရှင်လန်းတက်ကြခြင်းကောင်းကျိုးများကိုရရှိမည်ဖြစ်ပါတယ်။ဒီနှလုံးသားသည်တခင်ယေရှုအားယုံကြည်ခြင်းဖြင့် ဖျားတခင်နဲ့မိဒ္ဒဟာရဖွဲ့ခွင့်ရရှိမည်ဖြစ်သောကြောင့်အကောင်းမြင်တတ်ခြင်းနဲ့ရှင်လန်းတက်ကြွခြင်းရရှိမည်ပြင်စိတ်တက်ကြခြင်းနဲ့မျှော်လင့်ချက်ကိမ့်မယ်ခြင်းတို့ကိုဖယ်ရှားနိုင်မည်ဖြစ်ပါတယ်။တခင်ယေရှုသည်ပြောရွှင်မှုနှင့်စိတ်ကြည်နူးမှုတို့၏ဇက်မြင့်ဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းခြင်းအရှင်ရဲ့မေတ္တာကြောင့်ငြိမ်သက်တဲ့နှလုံးသားရရှိပိုင်ဆိုင်သလိုနှက်ရှိုင်းတဲ့ပျော်ရွှင်မှုကိုဘယ်သူမှဖယ်ရှားလို့မရပါဘူး။အရှင်ကသာအမြဲမျှော်ကြည့်ခွင့်ပြုပါခင်ဗျာ။ ာမင်ဟုတ်ကဲ့ပါအဆုံးအထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ